ဒီအကျိန်း20အတွက်ပေါ့ကိုဒီ683ဆိုတဲ့ကဏန်းလေးပေါ့နော်683ဆိုတဲ့ကဏန်းကမွေးကဏန်းနေရာတော့အကွက်ရွှေစနစ်နဲ့9မျိုးလောက်တည်းရှိတယ်သို့တော့ခုဒီအကျိန်းမှာဒီ683ဆိုပြီးတော့ဒီအကျိန်းမှာကြနေတဲ့စနစ်လေးတစ်ခုကိုပဲဦးနိုင်ပြပေးလိုက်မယ်ပေါ့နော်လူလေးလဲစောင့်ရင် ်ပထမဦးဆုံးဒါဦးနဲ့တို့ဒီ683ဆိုတဲ့ကဏ္ဍလေးကြာတာလေးကိုဒါဦးနဲ့ကပြပေးမယ်ပေါ့နော်ပြပေးမယ်ဆိုတော့အခုဒီမှာဒီစနစ်သေးကဒါဦးနဲ့မွေးကဏ္ဍပြခဲ့တယ်ပေါ့နော်ဒီမှာသူက669ဆိုတဲ့ကဏ္ဍကတော့သူအောင်သွားတယ်သူကြံနေတာဒီ640 683 65နဲ့81နဲ့ဆိုပြီးတော့ဒီဒီ site ထဲကနေပြီးတော့ဒါမွေးကနန်း၅ခွက်ပြခဲ့တယ်ပြခဲ့တဲ့ထဲကမှအခု669အောင်ပါတယ်ဒီ site ထဲကနော် အဲ့ဒီလိုပဲသူ့လိုပဲနော်သူ့လိုပဲတခါဥဏ္ဏတို့ဘလို့ပုံစံမျိုးနဲ့ဟိုလောက်လဲဆိုတော့နော်ဘလို့ပုံစံမျိုးဟိုလောက်တယ်လဲဆိုတော့ဒီဒီစနစ်တွေတည်းကနေပြီးတော့နော်အခု6 8 3ဆိုတဲ့ကဏ္ဍလေးကအဓိကကတော့ဥဏ္ဏမျိုးဒီမှာတုံညာထိတ်နောက်ပေါင်းခွန်းလို့ဖြစ်တဲ့ line နော်ဒီမှာတုံညာထိတ် နောက်နှလုံးပေါင်းခွန်းတုံညာထိတ်နောက်ပေါင်းခွန်းအဲ့ဒီ line ကနေပြီးတော့ timing အကွာဝေးအတူတူမှာ ဒီ3လုံးပေါင်းရင်6က6လို့ပိတ်မယ်6ပါပါ1လို့နောက်ပိတ်မယ်ပိတ်ပြီးတဲ့နှစ်ပိတ်မှာဘူပရိတ်လို့ရတယ်ဘူပရိတ်လို့ရလဲတဲ့အချိန်မှာအဲ့ဒီဘူပရိတ်ကဏန်း4 5 1ဆိုတဲ့ကဏန်းရယ်ဒီ3လုံးပေါင်းရင်6က6လို့ပိတ်6ပါပါ1လို့ပြေးလိုက်ပြီးတာ ਨੇ အဲ61နောက်တွဲကိုเนาะ61နောက်တွဲကိုဒီမှာ break 1 1ပါပါဒီ break ဲ့6ကဒီ3လုံး6ဒီလို6မို့လို့အဲ့6ထိပ်စီနဲ့နော်67နောက်တွဲကို6ထိပ်စီနဲ့66ပြစ်ဆိုတဲ့ကဏ္ဍဒဲ့ဒီ၅ပရိရဲ့တပွဲကြော်ကို ကြားတယ်အဲ့လိုကြားပြီးတာနဲ့ဒီနှစ်ပိတ်ကဘူပရိကဏ္ဍကလည်းအဲ့ဒီနှစ်ထဲမှာကြားတယ်အပရမတကက်ဒုတိယကက်မှာ6ပြီးတော့ဒီ3လုံးခွန်ခွန်လို့ပိတ်တယ်ခွန်ပါပါနှစ်လို့လှမ်းပိတ်တယ်ပိတ်ပြီးတာနဲ့၅ကို6ဆိုတဲ့ကဏ္ဍနှစ်ပိတ်မှာဘူပရိလို့ပဲရိုက်တယ် နော်အဲ့တော့အဲ့ဒီ5ခု6ခုကလည်းထွက်မယ်ဒီ3လုံးခွန်ခွန်ပိတ်ပြီးတာ ਨੇ ခွန်ပါဝါ1လို့ပိတ်တဲ့အတွက်82နောက်တွဲကို break နဲ့နှစ်ပါဝါခွန်ဒီ3လုံးခွန်ခွန်လို့ဖြစ်တဲ့အတွက်ခွန်ထိပ်စီးနဲ့နော်နော်82နောက်တွဲကိုနော်အဲ့လိုဖြစ်ပြီးတာ ਨੇ 6ထိပ်စီးပုံစံနဲ့6ခွန်နှစ်ဆိုတဲ့ကနေတကွက်ကြရတယ်။သူက၅ပြည့်ရဲ့တကွက်ကြုံမှာကြာတယ်။နော်အဲ့တော့ဒီဒီမှာရှိတဲ့6ထိပ်စီးနဲ့ ီ61နောက်တွဲကိုဒီမှာရှိတဲ့6ထိန်းနဲ့661ဆိုတဲ့ကဏ္ဍကြတယ်နော်ဒီမှာရှိတဲ့82နောက်တွဲကိုဒီမှာရှိတဲ့6ထိန်းစီနဲ့602ဆိုတဲ့ကဏ္ဍကြဟိုတတိယအကတ်မှာဒီ3လုံးက8 8လို့ပိတ်8ပါပါ3လို့ပိတ်လိုက်တဲ့တွဲဒီ83နောက်တွဲပရိတ်ကလည်း2ပိတ်မှာ3ရပရိတ်လို့ထောက်တယ် နော်အဲ့တော့ပထမကဒီ၃ညပရိတ်၄ငါတိကလည်းအဲ့နှစ်ထဲမှာကြတယ်လို့ဒုတိယက၃ညပရိတ်၅၉၆ကလည်းအဲ့နှစ်ထဲမှာကြတယ်အခုတတိယက၃ညပရိတ်ခွန်တိနှစ်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာကြရမယ်မကြသေးဘူးအဲ့တော့အခုပြောချင်တာကဒီ83 83နောက်လွဲကိုနော်ဒီ6နဲ့683ဆိုတဲ့ကဏ္ဍဒဲ့ဒီ သုံးပရိသုံးပါဝါရှိရှစ်ကဒီလိုရှစ်ဒီလိုရှစ်လိုထောက်ဆက်တွေကစားပြီးတာ ਨੇ 6 8 3ဆိုတဲ့ကဏ္ဍဒီနေရာမှာဒဲကြဟုတ်တော့ကိုသူ့ရဲ့တပွဲကြော်မှာ9ပရိလို့ခံထားတယ်အဲ့တော့6 8 3ဆိုတဲ့ကဏ္ဍဒါဒဲကိုပို့ထိုးလိုက်ပေါ့ဗျာနော်ကြံတဲ့အာအတော့ကြိုက်တဲ့မိတ်ဆွေတွေရန်ထိုးလိုက်ပေါ့6 8 3မှာ6 8 3ကျွန်တော်တို့ကကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေက6 8 3ဒဲကိုပို့ထိုးပြီးတော့ကြံ9ခွက်ကိုနည်းနည်းလေးရန်လိုက်ပေါ့ဗျာနော်ဒါဟုတ်ပြီအဲ့တော့ဒါကမွေးကဏ္ဍဆိုင် လောလောဆယ်ဒီဒီ step ကြီးကနေပြီးတော့669ဆိုတဲ့ကနေအောင်သွားတဲ့ဒီဒီစနစ်ထဲမှာနော်ဒီစနစ်ထဲမှာလည်းအဲ့လိုပဲမွေးကနန်း3ခွဲအောင်ခဲ့တယ်ဒီ2-2ရယ်3-4ရယ်9-8ရယ်မွေးကနန်းဒီဒီစနစ်ထဲက3ခွဲအောင်ထားတယ်နော်3ခွဲအောင်တော့ဒီကြံနေတဲ့9-4ရယ်3-3ရယ်9-60ရယ်ကြံနေပေါ့နော်အဲ့စနစ်ကလည်းဒါဥနိုင်ကူလိုင်းမောင်းမှာဒါပြထားတာမဖြစ်သေးဘူးပေါ့နော် ဲ့တော့လောလောဆယ် तू อ่ะไอ้ที่อ่ะนี่ตัวถั่วอาก้องน่ะดีบาก้องเลยสอดีป่วยมาดีป่วยมาดีตุ่ญญาตุ่งคุนสุดะกะนั้นนี่กูอุไนงาแท้ไปซะเลยเนาะตุ่ญญาตุ่งคุนสุดะกะนั้นนี่กูอุไนงาแท้ไปซะเลยเนาะเออดีอะคูปะเนี่ยดีมวยกะนั้นไซก็รอดาอุไนงา YouTube กောက်แท้มาไม่เผ็ดแล้วไม่เผ็ดดีกูเนาะเอออะสาตุ่งกูไอ้มาเว้ยวนจิไล่တော့ดีตุ่ญญาตุ่งคุนเนี่ยปัดเสร็จပြီးတော့နောက်แท้ปะยามะ စိုက်ကလေးတွေရှိတယ်ရဲ့ခွန်နှင်းငါအာတနင်းလေးကိုအကွက်ရွှေစနစ်နဲ့ဒါလှလှပပနဲ့တွေးရှိထားတာလေးကိုပြပေးမယ်ပေါ့နော်လေးကက်စီနဲ့ပေါ့နော်လေးကက်စီလေးနဲ့အကွက်ရွှေပေါ့ပရမလိုက်မှာဥနိုင်ပြောခဲ့တယ်လို့ပဲခုဥနိုင်ကစားနေတဲ့ကစားနေသည်အကွက်ရွှေကစားတဲ့အတွက်ကိုကနန်းသုံးလုံးရွှေ့မယ်ဆိုရင်တဲ့တဲ့မမကိုဒီသုံးလုံးကပြီးကုန်လို့ကို မလာဘူးဆိုလည်းတလုံးမှမတူနော်မင်္ဂလာပါတဲ့အေဂျင့်တာယာပြောရှင်ချမ်းမြေပါလေဦးနိုင်အာအနုပြေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်ကဲအဲ့တော့ဦးနိုင်တို့ဒီမှာရှေပေါင်း6လို့ပုံတွေကစားတယ်ဒီ၃လုံး၃ညပရိတ်၃ညဒီလို၃ညလို့ထည့်တယ်ဒီမှာတကက်ရှိတယ်ရှေပေါင်း6၃ညပြီးတော့9 9 9နော်ရှေးပေါင်း6ကိုးပြီးတော့ဒီမှာ8 8 8ရှေးပေါင်း6နော် ရှစ်ပြီးတော့ခွန်းခွန်းခွန်းလို့ပြောကစားတယ်အဲ၃ည၉ရှစ်ခွန်းလို့ကစားတယ်ပေါ့နော်ကစားပြီးတော့မှသူကဒီမှာဒီ၃လုံးပေါင်းခြင်း၈ဒီ၃လုံးပေါင်းခြင်း၉ဒီ၃လုံးပေါင်းခြင်း၃ညဒီ၃လုံးပေါင်းခြင်း၁ဆိုပြီးတော့သူကစားတယ်ဒါ၈၉၃ည၁ဆိုကစားတယ်ပေါ့နော်ကစားတော့ကောင်းပြီအဲ့မှာသူကအကွက်ရွှေစနစ်နဲ့ဘယ်လိုကစားမှလဲဆိုတော့ဒီနှလုံးပေါင်း6လို့ထောက်ခဲ့တဲ့အတွက်ကိုသူ့ရဲ့ဒီဘက်နှစ်မှာ6ရဲ့နှစ်ခက်ဒီဂွာပေါင်းနဲ့နောက်နောက်ပေါင်းနဲ့ ွာပေါင်းတင့်နဲ့နာပေါင်းရှင်းနဲ့ကိုးလို့သူကစားတယ်6ရက်နှစ်ခက်ဒီကိုးလို့ကစားတယ်ကစားလိုက်ရဲ့သူ့ရဲ့ဇောင်းကဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာဒီမှာလိုက်ထွက်တယ်ဒီကနန်းဒီအကွက်ရွှေ့ဖြစ်နေလိုက်ကစားတယ်နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကရှင်းပေါင်း6လို့ဖြစ်တော့သူ့ရဲ့ဒီဘက်နှစ်မှာနော်6ရက်နှစ်ခက်ဒီဘွာပေါင်း6နဲ့နောက်ပေါင်း3ညနဲ့6လို့ဖြစ်လိုက်တဲ့အခါမှာသူ့ရဲ့ဇောင်းမှာရှိတဲ့ 989ဆိုတဲ့ကဏ္ဍဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒီနေရာလေးမှာ အကွက်ရှိဖြစ်နေလိုက်ထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီတတိယကံမှာရှေပေါင်း6လို့ဖြစ်လာရဲ့ဒီဘက်နှစ်မှာ6ရဲ့နှက်ခတ်ဒီဘွာပေါင်း2နဲ့နောက်ပေါင်း9နဲ့9လို့ဖြစ်လိုက်တဲ့အတွက်သူ့ရဲ့ဆောင်းမှာရှိတဲ့684ဆိုတဲ့ကဏ္ဍဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာ684ဆိုတဲ့ကဏ္ဍဒီအကွက်ရှိဖြစ်နေလိုက်ထွက်တယ်။ ဟုတ်ပြီဒါဆိုရင်ခုစတုထအကတ်မှာရှေပေါင်း6လို့လေသူကစားထားပြီဒီဘက်နှစ်ထဲမှာရွေးချယ်စရာကဏ္ဍဒီနှစ်ကွက်မရှိဘူးတစ်ကွက်သေးပဲရှိတယ်ပေါ့နော်ရှေပေါင်း6လို့ဖြစ်တဲ့တွေ့ဒီဘက်နှစ်ထဲမှာ6ရဲ့နှစ်ခတ်ဒီကွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်တာဒီဒီတစ်ချိန်ပဲဖြစ်တယ်နော်ကွာပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြစ်လိုက်တဲ့တွေ့သူ့ရဲ့ဇောင်းမှာရှိတယ်ဒီခွန်းနှစ်ငါးဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာဒါထွက်ရှင်လာ ခွန်နေငါဆိုတဲ့ကဏ္ဍဒီထွက်ရှင်တာငါးချိန်ပဲကြံ့တယ်။သို့တော့ဥနိုင်ရဲ့မိတ်ဆွေတွေကခွန်နေငါဆိုတဲ့ကဏ္ဍအကွက်ရွှေစနစ်နဲ့ရှိရဆိုပြမပြပါလို့ပြောတဲ့အတွက်ကိုဒါဥနိုင်ကနေရာထိုင်လေးရတော့ကိုကနဲ့ကိုရွေးပြီးတော့ထိုးလိုက်သူဒီတိုင်းလေးပဲဥနိုင်ကရွေးပေးတာလေအဲ့တော့ဥနိုင်တကယ်ထိုးမှာကတော့ဒီ၅၅ချိန်မှာဒီကဏ္ဍလေးကဘယ်အချိန်မှာထိုးမလဲဆိုတာဥနိုင်ကအချိန်ဖမ်းထားပြီးသားပါသို့တော့အချိန်ကိုတော့ဒါဥနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကို သူကြမဲ့အကျင့်ရောက်ရင်ပြပေးရမှာဖြစ်တဲ့အတွက်ကိုအကျင့်လေးကိုတော့ဥနိုင်ပြမပေးတတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတော့ဒါသူအကျင့်ရောက်မှပြပေးမှာဖြစ်တဲ့အတွက်အကျင့်ကိုဘယ်ကြီးမှထိုးရမယ်ဆိုတော့ပြမပေးဘူးကြိုက်တဲ့မိတ်ဆွေတွေဒီအကျင့်မှာလဲထိုးကြံတဲ့အကျင့်ဒီမှာလဲကိုယ်လေးနဲ့ကိုလိုက်ပြီးထိုးလိုက်ပေါ့နော်ပထမကမှာဖြစ်စဉ်ကိုတည်လိုက်တယ်ရှေပေါင်း6ကြောင်သူ့ရဲ့ဒီဘက်နှစ်မှာ ။ဝါပေါင်းနဲ့နောက်ပေါင်းနဲ့ကိုးလို့ပုံတွေဖြစ်ပြီးတာနဲ့ဒီကနန်းဒီလေးနှမြောက်ကိုလိုက်ထွက်တယ်။ဒုတိယကမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်။ရှေးပေါင်း6ကြောင့်ဒီဘက်နှစ်မှာကနန်းလေးလုံးပေါင်းရင်ကိုးလို့ဖြစ်လိုက်တာနဲ့ဒီကနန်းဒီလေးနှမြောက်မှာလိုက်ထွက်တယ်။တတိယကံမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်။ဝါပေါင်း2နဲ့နောက်ပေါင်း9နဲ့6လို့ဖြစ်လိုက်လို့ဒီကနန်းဒီ၄နှစ်မြောက်မှာလိုက်ထွက်တယ်။ဒါဆိုရင်စရုပ်ထအကံမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်။ ဖြည့်ပေါင်း6ရောင်ဒီဘက်နှစ်မှာเนาะဝါပေါင်း6နဲ့နောက်ပေါင်း3နဲ့9လို့ဖြည့်လိုက်တဲ့အတွက်ခွန်း25ဆိုတဲ့ကဏ္ဍဒီเนาะဒါဒီအချိန်ကနေစပြီးတော့မွေးစာလိုက်ပေါ်ကြိုက်တဲ့သူတွေရပါဘောเนาะအမွေးကဏ္ဍဆိုင်လေးပါလို့ရေးပေးထားတဲ့အတိုင်းကြိုက်တဲ့မိစေကမွေးစာလိုက်မကြိုက်တဲ့မိစေကမမွေးနဲ့ပေါ့ဗျာဥနိုင်ရဲ့မမအဖွဲ့ဝင်တွေကိုတော့ဒီကဏ္ဍလေးကဒီကြံ၅ချိန်ထဲမှာဘယ်အချိန်မှာထိုးရမယ်ဆိုတာကိုတော့ဥနိုင်ရဲ့ တွေးရှိထားတဲ့ထောက်ချက်ကလေးနဲ့ဒါအဲ့အချိန်ရောက်ရင်ဦးနှင်းကဒါမမ်ဘာကတ်ထဲမှာထည့်ပြီးမှဖြစ်တယ်ကိုနော်။ကဲကောင်းပြီဒါဆိုရင်ဒါခွန်နှင်းငါးကိုပြပေးပါလို့ပြောတဲ့မိတ်ဆွေတွေအတွက်ကိုဒါဦးနှင်းကပြပေးရခြင်းဖြစ်တယ်နော်။ကဲဟုတ်ပြီအဲ့တော့အခုပြခဲ့တဲ့ live ထဲမှာဒါ683ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်နော်။အဲ့683ဆိုတဲ့ကဏ္ဍကလည်းဒီတိုင်းလေးကိုပို့ထိုးပြီးတော့ကြံပတ်လေလေးကို ရန်လိုက်ပေါ့နော်ဒါပြီးခဲ့တဲ့ပွဲမှာပဲဦးနိုင်ပြောခဲ့တယ်ခွန်ပရိတ်၄ခွက်ထဲက၂ခွက်ထွက်မယ်ဆိုတယ်နော်အဲခွန်ပရိတ်၄ခွက်ထဲမှာ၈ဆောက်၃ဆိုတဲ့ကဏန်းရယ်နော်ဒီမှာ၄ကိုလေးဆိုတဲ့ကဏန်းရယ်ဦးနိုင်ကရွေးပေးခဲ့တယ်ပေါ့နော်အဲအဲ့တော့၄ကိုလေးကတော့ဒီပွဲမှာခြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါအဲ့တော့၈ဆောက်၃ကို683ဆိုပြီးထည့်ပေးလိုက်တယ်ပေါ့နော်ကဲအားလုံးပဲတက်ရှိကျမ်းမာချမ်းသာကြပါစေ 2025ခုနှစ်ကြံအချိန်တွေများမှာလည်းဥနဲ့နဲ့အတူတူကံတူလို့ကြိုးပေးပါစေလို့ဆုတောင်းရင်းနဲ့နော်ခုနှစ်ကအာပြပြီးပါလို့တောင်းဆိုတဲ့ဥနဲ့ရဲ့အမာခံမိတ်ဆွေတွေ fan တွေအတွက်ကိုဒါပြပေးရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလေးကစီးနဲ့ကစားထားတဲ့ဒီစီးလိုင်းထဲမှာနောက်ထပ်ကိုအဲ့လိုအကွက်ရွှေ့စနစ်နဲ့ကစားရမယ့်ခဏနှစ်ကွက်ရှိပါသေးတယ်အဲ့ဒီနှစ်ကွက်ကတော့ သူ့အကျင့်ကြီးတွေရောက်မှဒါမမ်ဘာကတ်ထဲမှာထည့်မဲ့ကဏ္ဍလေးတွေဖြစ်တဲ့အတွက်ကိုဒါဦးနိုင်ကကြိုပြီးတော့မပြခဲ့တော့ဘူးအဲဦးနိုင်ရဲ့မမ်ဘာအဖွဲ့ဝင်မိတ်ဆွေတွေတွေကလည်းဒီ925ဆိုတဲ့ကဏ္ဍလေးကြိုက်တယ်ဆိုရင်ထည့်ထိုးပါဦးနိုင်ကတော့ထုံးစံအတိုင်းတောက်ကလေးတွေစုံစုံညီညီထည့်တဲ့အကျင့်မှာမမ်ဘာကတ်ထဲမှာထည့်ပြီးမှဖြစ်ပါတယ်နော်အားလုံးပဲတရှိကြမှာချမ်းသာကြပါလိမ့်